မြတ်စွာဘုရားလက်ထက်ကနော်နကုလပိတာနဲ့နကုလမာတာဆိုတာကြားဘူးရတယ်မော်လားနော်မြတ်စွာဘုရားရဲ့နော်အဖေအမေမိတွေးဘာတွေးဦးကြီးဦးလေးဒေါ်ကြီးဒေါ်လေးဟုတ်လားဘဝမောင်းများစွာတော်ဆက်ခဲ့တဲ့အတွေ့အကြုံမြတ်စွာဘုရားကိုတွေ့တဲ့အချိန်မှာတာဒီဥသောချစ်ချင်းဖြင့်မြတ်စွာဘုရားကိုချစ်မြတ်နိုးကြတဲ့နတ်ဘုံသားကြီးဇနီးမောင်နှံနော်နကုလပိတာရဲ့နကုလမန္တာရဲ့ အဲ့ဒါတနေ့တော့အဲ့ဒီနကုလပိတာတကကြီးကမြတ်စွာဘုရားကြီးကိုရောက်လာတယ်။ရောက်လာပြီးတော့မြတ်စွာဘုရားကိုပါလျှောက်လဲဆိုတော့အာမသမိဗန္ဒီစိန်တော်ဟူသောမဟာလကော အတ္တကတောဝေယောအနုပတ်တော်အတုရကာယောအဘိက္ခဏတင်ကောတဲ့။နောက်သူပြောတာလေးကသူ့ဘဝရဲ့သူ့မှာဖြစ်နေတဲ့အနေအထားလေးကို ပြောလိုက်တာပဲ။မြတ်စွာဘုရားတဲ့တပည့်တော်ဟာအိုမင်းနေပြီတဲ့။နောက်အရွယ်ကလည်းကြီးနေပြီတဲ့။ကြီးတာမှနောက်ဆုံးရွယ်တောင်ရောက်နေပြီတဲ့။ တရရဲ့ခန္ဓာကိုယ်ကြီးအမြဲတမ်းနာကျင်နေတယ်အကောင်းနေဆိုတာကိုမရှိဘူးတဲ့နာကျင်မှုကအမြဲတမ်းနှိမ့်ဆက်နေတယ်အချိန်နဲ့မျှအဆင်မပြေဘူးပေါ့နော်ဟုတ်တယ်အသက်အရန်ကြီးပြီဆိုလို့ရှိရင်အချိန်နဲ့မျှဆိုတော့အဆင်မပြေဘူးအရန်ကိုပဲတီလာဆင်ကြေခဲ့ကြတဲ့ကံကောင်းကြတဲ့ပုံကိုယ်တွေပဲတတ်တောင့်တက်တာလေးနေခွင့်ရမှာနော်များသောအဖြစ်တော့အသက်ကြီးလာပြီဆိုလို့ရှိရင်မကောင်းနေတာပဲများတယ်ဟုတ်လားအနိစ္စတတ္တဝိခောပနဗန္တိပကဝတ္တမနောဘာဝနိယာနိစ္စဘိက္ခုဏ္ဏ မြတ်စွာဘုရားတဲ့တပည့်တော်ဟာနော်အလွန်တရာမှကြည်ညိုစရာကောင်းတဲ့မြတ်စွာဘုရားနဲ့တကွာယဟန်တန်ဃာတွေကိုဖူးမြော်ဖို့ဆိုတာသိပြီးတော့မလွယ်တော့ဘူးတဲ့ဒါကြောင့်မို့လို့ဩဝရတုမဗန္ဒီဘဂဝါအနုတတတုမဗန္ဒီဘဂဝါမြတ်စွာဘုရားတပည့်တော်ကိုဆုံးမပါတဲ့တပည့်တော်ကိုနော်အနိကသေသေးချာချာလေးမေတ္တာကရုဏာရှိထားပြီးတော့တွင်တင်တော်မူပါဆုံးမတော်မူပါအကျိုးရှိရာရှိကြောင်းကိုပြောပါပါနော်ယံမမတ္တဒီဃရတ္တဟိတာယဒုက္ခာယ ော့အချိန်ကာလအကြာကြီးချမ်းသာသွားစီမဲ့အကြောင်းအရာမျိုးကိုပြောပါ။အရေးရှိဟိုတောင်ထည့်ပြောတယ်နော်။အခုလောလောဆယ်လေးအရှင်ပြေဖို့တင်မလုံလောက်ဘူးပေါ့နော်။ရေးရှိနော်ဒီကရတ္တရှိမင်းလစွာသောကာလပတ်လုံးနော်ဟိတာယဒုက္ခယအကျိုးရှိဖို့ချမ်းသာဖို့အတွက်ဖျားပြီးတော့ကိုစုံမတော်မူပါတုံတင်တော်မူပါ။ပြောတာလေးရမ်းစိတ်သက်တယ်ဟုတ်လား။အဲ့လိုမြတ်စွာဘုရားရှောက်တဲ့အခါကျတော့မြတ်စွာဘုရားဘာပြောတော့ ဧဝံမေတံဂါပတိဧဝံမေတံဂါပတိအတုရောဟာယံဂါပတိတခါကြီးတဲ့တခါကြီးပြောတာပြောတဲ့အတိုင်းဟုတ်တယ်တဲ့ခန္ဓာကိုယ်ဆိုတာအသက်ကြီးလာရင်ကောင်းတယ်ဆိုတာမရှိသလောက်ဖြစ်သွားတယ်မကောင်းတာတွေကြီးစုလာတယ်ဟောက်ပြန်မှုတွေမျက်စိမှုတွေကြီးစုလာတာဘယ်နာလေးမှကောင်းတာတွေကရှာလိုက်เสียမရှိဘူးဖြစ်တယ်မတည်ုံလေးပဲရှင်နေရတာရှိတယ်เนาะတချို့ဆိုရင်ဟုတ်လားအတုရောဟာယံဂါပတိကာယောအန္တဘူတောပရိယောနတ်တော်တယ် တခါကြီးတဲ့ဒီခန္ဓာကိုဒီရုပ်အစုကြီးဆိုတာအတုရာအမြဲတမ်းတကယ်တမ်းကနာနေတာတဲ့အသက်ကြီးမှရလို့တော့မဟုတ်ဘူးဒါကတော့ဉာဏ်ရှိရင်သတိရှိရင်ရှိတယ်လို့သိနိုင်တယ်ပေါ့အန္ဓဘူတောပရိယောနတ်တော်တဲ့အန္ဓဘူတော်တဲ့တော့ငှက်ဥကလေးတွေကြက်ဥကလေးတွေလို့ပဲတဲ့ဒီခန္ဓာကိုဆိုတာအယံမှကွဲပြက်လွယ်တဲ့သဘောရှိတယ်အယံယူရရတယ်ယံကိုထိထိသိမ့်သိမ့်ကင်တွယ်သုံးဆွဲနိုင်မှနည်းနည်းလောက်ဦးဇင်းတို့ကဘောကြီးပုံတော်ကြီးရောလှုပ်လိုက်တာနဲ့ဘာဖြစ်နိုင်တော့ ပျက်စီးနိုင်တဲ့ဒုက္ခရောက်နိုင်တယ်နော်တချို့ဆိုရင်ရေကြိုးကလည်းသတိတစ်ချက်လွတ်သွားတာနဲ့ချော်လဲပြီးတော့ဘာတစ်ခုလုံးပြီးသွားရောဟုတ်တယ်မဟုတ်လားဒကမကြီးတွေအထူးသဖြင့်သတိထားတန်90ကျော်လာလို့ရှင်အယိုးတွေကမဖြစ်နေပြီတော့အဆွေနေပြီအခေါင်းတွေကပွားနေပြီတချို့ဆရာဝန်ကြီးတွေပြောတာကြားဘူးတယ်လဲလို့ကျိုးတာမဟုတ်ဘူးကျိုးလို့လဲတာတဲ့ဘလောက်ခန္ဓာကိုယ်ကြီးရဲ့သဘောမြင်အောင်ကြည့်ကြည့်ဟုတ်လားတဲ့ကျိုးခြင်းနေတာ လူကမလဲသေးဘူးနည်းနည်းတော့ယာရင်တော့တာနဲ့ကျွတ်ဆိုကျိုးသွားကျိုးသွားပြီးတော့မှလဲသွားတာဟုတ်လားဒါကြောင့်ဒီမှာမြတ်စွာဘုရားကအန္တဘူတော်တဲ့ဥတလုံးနဲ့တူတယ်တဲ့ခန္ဓာကိုယ်ဆိုတာပြီးတော့ပြောတော့ပရိယောနတ်တော်တဲ့အလွန်ပန်းလွှာတဲ့အကြီးပါးလေးနဲ့ဖုံးအုပ်တာလားဘာအမှတ်ကကြမှာမရှိဘူးနော်အထီးခိုက်မခံဘူးပေါ့နော်အဲ့ဒါလိုမြတ်စွာဘုရားဟောပြီးတော့ယောဟိဂါပတိဣမံကာယပရိဟာရံတော်မောဟတံပိအာရောင်ကျံပိဇာနေယကိမိညတရပါလာတယ် ဗုဒ္ဓသာသနာမှာအလုံးမထင်ရှားတဲ့အဆုံးအမလေးစကားလေးဒီမှာမြတ်စွာဘုရားအမိန့်ရှိတယ်။အဲ့ဒါပါလေ။ပုဂ္ဂိုလ်တို့တယောက်ဟာတဲ့ဒီလိုနာကျင်ခံခက်တဲ့မခိုင်မြဲတဲ့မကောင်းမွန်တဲ့ခန္ဓာကိုယ်ကြီးမျိုးကိုသေဆောင်ထားရရစ်နေငါဟာတခဏမျှကျမ်းမာပါတယ်ငါဟာနေကောင်းပါတယ်လို့တခဏမျှကိုယ့်ကိုယ်ကိုပြောခဲ့မယ်ဆိုရင်အဲ့ဒါဟာမိုက်မဲလို့ပါတဲ့။ဟုတ်လား။ ောင်းပါ रे လို့ရေရှည်ဟိုတောင်ပြောတာမဟုတ်နော်ခဏလေးလောက်တောင်ကောင်းပါ रे လို့ပြောခဲ့မယ်ဆိုရင်တောင်ဒီလိုဟာပိုင်မဲလို့တဲ့ဒီနေ့မှမိုက်တယ်ဆိုတာကအစင်အမျိုးမျိုးတော့ရှိတယ်ဒီနေ့မှဘာကိုယဉ်ညွန်းတယ်လို့ဦးစင်းစိတ်ထဲမှာထင်လဲဆိုတော့ဒီခန္ဓာရဲ့အကြောင်းကိုအမှန်ကမသိတဲ့မိုက်မဲမှုကိုယဉ်ညွန်းတယ်လို့ထင်ပါတယ်ဟုတ်လားအကုသိုလ်ဒုစရိုက်တွေကိုပြုတ်နေတဲ့အချိန်ထိမိုက်မဲတဲ့မိုက်မဲမှုကိုယဉ်ညွန်းတာတော့ဟုတ်မှာမတူပါဘူးနော် ကိုကိုကိုကောင်းတယ်ကွာလို့နှုတ်ထင်းနေတယ်ပြောနေတယ်ဆိုလို့ရှိရင်ပါတော့ဥက္ခန္တာအကြောင်းကိုဒီလိုအမှန်တိုင်းမသိဘူးဆိုတာထင်ရှားတယ်ဟုတ်လားတကယ်သာတတိဆွဲသွင်းမြင့်မြင့်နဲ့နေမယ်ဆိုလို့ရှိရင်ခန္ဓာဟာတစ်ခဏမြတ်တောင်ကောင်းတဲ့သဘောမရှိဘူးဆိုတဲ့ဒေသနာကိုတစ်ဖြည်းဖြည်းနဲ့ပူပြီးတော့သဘောကျလာမယ်ဟုတ်လားကိုကောင်းတယ်ထင်နေတာကအထင်ကြီးပဲတကယ်သာတတိဆွဲနေမယ်ဆိုရင်ကောင်းတဲ့ချိန်ကရမ်းနေတာပဲဆိုတာကိုတစ်ဖြည်းဖြည်းနဲ့နားလည်လာမယ်ဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားက ကိုကိုကောင်းပါလေလို့တခဏမြဝန်ခံခဲ့မယ်ဆိုရင်တော့ဒီလိုဟာမိုက်မဲတဲ့လူလို့အဲ့လိုအမိန့်ရှိတယ်။အဲ့လိုအမိန့်ရှိပြီးတော့တတ္တမတိဟတေခပတိအေဝံသိခိတတ္တံဒါကြောင့်မလို့တခါကြီးတဲ့အခုငါပြောတဲ့အတိုင်းရှင်းပါတဲ့။နော်အဲ့ဒါကဘာလဲဆိုတော့အတုရကာယတမေတ္တောစိတ်တအနာတုရံဘောဟိတတိတဲ့။အော်ဒီအဆုံးအမတွေကပေးတဲ့လူနားထဲမှာဆွဲကြပြီးသားဟုတ်လား။အတုရကာယတမေတ္တောစိတ်တအနာတုရံဘောဟိတတိတဲ့။ နော်နာကျင်သောခန္ဓာကိုရှိပါတော့လည်းပဲစိတ်ကိုတော့မနာကျင်အောင်ငါနေမယ်ဆိုပြီးတော့သင်အဲ့လိုကျင့်ရမယ်တဲ့ကိုနာတော့လည်းပဲစိတ်မနာအောင်ကျင့်ရမယ်လို့ဒါမြတ်စွာဘုရားဒီမှာဟောတာပဲဟုတ်လားစောတော်ကမြတ်စွာဘုရားတမတော်ကြီးဖြစ်တယ်ဟောကြတဲ့ဒေသနာတွေဟာစည်းရည်ဖြစ်တယ်ဒါကဓမ္မတို့ဘုရင်တို့ကိုပူလောင်အောင်ဆင်းရဲအောင်နှိမ့်ဆက်နေတယ်နော်ယာကဒေါသမောဟတရားတွေဟာနော်ယောဂပိုးတွေဖြစ်တယ်ယောဂတွေဖြစ်တယ်ဆိုတဲ့ဒေသနာတွေနဲ့ဆက်ဆက်ပြီးတော့တွေးကြရရမကောင်းဘူးလား ဒီနေရာကျတော့မြတ်စွာဘုရားအသေးစိတ်လေးပြောလိုက်ပြီနော်ရုပ်အနာရှိတယ်နာအနာရှိတယ်အနာနှစ်မျိုးလို့အကျဉ်းပြန်ခွဲရမယ်နော်မနေ့ကပုံမုံစီကိုဒကမာကြီးတယောက်ဖုန်းဆက်တယ်တွေ့ကြုံရတဲ့လောကဓာတ်အနေနဲ့ပတ်သက်ပြီးတော့ဘလို့မှစိတ်ထဲမှာအဆင်ပြေအောင် မနေနိုင်လို့အဲ့လိုလေးစကားခံပြီးတော့ဖုန်းဆက်ရတာလည်းအရန်အားနာပါတယ်ပေါ့နော်ဆက်လက်ဆက်ခဲ့ပါတယ်တနှစ်နေလို့တခါမဆက်ဘူးလို့ထင်တယ်အဲ့ဒါငူကြီးချင်ပါတယ် ဖုံးဆက်တယ်ပုံစံကြီးဖုံးဆက်လိုက်လို့ရှိရင်စိတ်သက်သာရငြိမ်းချမ်းမှုလေးများရလိမ့်မလားဆိုတဲ့နော်ယုံကြည်မှုကလေးနဲ့ပေါ့နော်အဲ့ဒါတက်တလောက်မှတ်တလောက်ပြောလိုက်ရတယ်ပျက်စီးမှုအရှင်မပြေမှုတွေတွေ့ကြုံလာတဲ့အခါမှာလူတွေရဲ့စိတ်ကနော်ဆိုရင်မှုငိုကြွေးမှုပူလောင်မှုဆင်းရဲမှုတွေရဲ့နှိမ့်ဆက်တာကိုခံရတယ်ဟုတ်လားဒါတွေဟာဘာတွေလဲလို့မေးလို့ရှင်ရှုံနာတာမဟုတ်နော်ဘာနာတော့စိတ်နာတာနော်လူကြီးကတော့အကောင်းကြီးပဲလေဟုတ်လား စိတ်ပြက်စရာစိတ်ဆင်းရဲစရာကြားလိုက်တာနဲ့မြင်လိုက်တာနဲ့တွေ့လိုက်တာနဲ့စိတ်ကတခါတည်းတန်းပြီးတော့မဖြစ်သွားတော့ပူလောင်သွားတော့တာဆင်းရဲသွားတော့တာဟုတ်တယ်မို့လားဘာယောဂါဖြစ်သွားတာတော့ရှင်ယောဂါဖြစ်သွားတာနော်ဘယ်လိုအစဉ်ကမနေ့ကတော့ထည့်ပြီးတော့ပြောမိသေးတယ်လူတွေလို့တူတူကိုကိုတခုခုခန္ဓာကိုယောဂါဗျာနှိမ့်ဆက်လို့ဖောက်ပြန်ကြည့်ဆေးုံစီကံသွားဖို့တခါတည်းတန်းပြီးတော့အမှတ်ရပြီသားအမှတ်ရတဲ့အဆင့်ကိုမဟုတ်ပါဘူးတခါတည်းသွားပြီသားဟုတ်တယ်မို့လားတန်းနိုင်ရင်တန်းနိုင်တဲ့လောက်လုံးမှာပဲအာဒီနိုင်ငံနဲ့ကုမရဘူးဆိုရင်လည်းနိုင်ငံခြားထိသွားမှာပဲ ရုပ်ဖောက်ပြန်တဲ့ရုပ်ယောဂါကိုကြာတော့ဒါကမှမဟုတ်လူကြီးတို့ကအရန်ကိုအလေးထားရတယ်ပေါ့နော်ကုစားရမယ်ဆိုတဲ့အသည့်ကိုတိတဆအရွယ်တွေကစားပြီးတော့နားလေတယ်နေမကောင်းဘူးလုပ်ပါဦးခန္ဓာကိုယ်ကြီးရုပ်ဖောက်ပြန်ပျက်စီးတာကိုကုစားဖို့လူတွေကအရန်သိအနေထားမှရှိတယ်အေးခက်တာကစိတ်ရှင်းလာပြီးစိတ်ပူလာဝင်သားပြီးဆိုရင်ငါဘလို့ကုစားမလဲဆိုတဲ့အတွေ့ရခဲ့တယ်ဒီတိုင်းမေးလူတွေကအဖြေမရှိဘဲနဲ့နေကြတာအမှန်ကအဲ့ဒီကိစ္စကိုလည်းဦးကြီးတို့ဘာလို့အောင်ကုရမှာပဲလေ ဟုတ်လားတော့အယူရှိယုံကမှစိတ်ကိုကုပေးတာမို့နော်အဲ့ဒီအစင်ကရမ်းလွန်သွားပြီဟုတ်လားအဲ့ဒီအစင်ကရမ်းလွန်သွားပြီဟုတ်လားတကယ်တမ်းကအဲ့ဒီအစင်ကိုမရောက်ခင်အစာပြိုးနေတာတွေအများကြီးမရှိဘူးလားရှိရတော့အဲ့တော့အစာပြိုးနေတုန်းကတချို့ကသတိမထားဘူးလေလွန်သွားပြီယောဂါကျွမ်းသွားပြီဆိုတော့ဘာမှမတက်နိုင်တော့မှအာသွားကြတာဟုတ်လားတကယ်တမ်းကကိုယ်စိတ်မှမနေတာမထိုင်တာဖြစ်နေပြီအစင်မပြေမှုတွေများလာပြီဆိုရင်မဆိတ်ကောင်ကကုစားဖို့လိုတယ် အဲ့ဒါဘာနဲ့ကုစားမလဲလို့မေးရအကောင်းဆုံးကတော့ယောနိတော်မနတိကာရနှလုံးသွင်းမှန်ကန်ပေါ့နော်မှန်မှန်ကန်ကန်တွေးတဲ့ဖို့အဲ့ဒါမနေ့ကဦးဇင်းကဘာပြောပြတုံးဆိုတော့နော်စိတ်ရဲ့အစင်မပြေမှုကိုကုစားဖို့အတွက်ဦးဇင်းတို့ကတခုတည်းသောအားကိုးရတာအမှန်တရားကိုသိတဲ့ပညာပဲတော့အမှန်တရားကတော့သူရှိပြီးသားကျွတ်တော့သိအောင်ပဲလုပ်ရမှာခက်တာကမသိတာနဲ့သိတာပဲကြွားချနေတာအမှန်တရားကရှိပြီးသားအဲ့တော့ဆွေးနွေးပါစို့အမေရသူ့တကာကြီးဆုံးလို့ဆိုပြီးတော့ ဒုက္ခဖြစ်တယ်ပေါ့လေဒီပြင်စီဝါရေးကိစ္စလူမေးကိစ္စတွေလည်းအများကြီးရှိမယ်ပေါ့ဟုတ်လားဘာတွေပဲဖြစ်ဖြစ်အကျဉ်းချင်းပြောရလို့ရှိရင်လူတွေစီစင်းရကြတယ်ဆိုတာပျက်စီးမှုကြုံလို့ပါဟုတ်တယ်မဟုတ်လားပျက်စီးမှုကြုံတော့မလေလားလို့ဖြစ်လာရင်စိတ်ဆင်းရဲဖို့ပြင်ကြတယ်ပျက်စီးမှုကတားမရတော့ဘူးကြုံတော့မှာပဲလို့သိရင်စိတ်ဆင်းရဲကြပြီပျက်စီးပြီလဲဆိုရောဒုံဒုံချပြီးတော့ကိုစိတ်တွေဆင်းရဲကြတော့တာပဲဟုတ်တယ်မဟုတ်လားအဲ့တော့ပျက်စီးမှုဆိုတာလောကအတွေ့เนาะအထူးအဆန်းလားဒါဖြစ်ရောဖြစ်ရှင်ပဲလေ ီအမှန်တရားကိုအရှင်တို့ကတော်တော်ကိုနားမလဲကြသေးဘူးလို့ဆိုနိုင်တယ်။အရှင်ကလူတွေလည်းပဲပျက်စီးမှုမျိုးစုံကြုံပြီးတော့သွားကြတာပဲ။အခုလူတွေလည်းပျက်စီးမှုမျိုးစုံကြုံနေတာရှိတာ။နောက်လူတွေလည်းပျက်စီးမှုမျိုးစုံကြုံမှာဆိုကြပါစို့ကိုယ်အတိုင်းဝင်တွေကကိုမိသားဝင်မိသားစုဝင်တွေကတစုံတယောက်တည်လို့ကိုကစိတ်ဆင်းရဲတယ်ဆိုကြပါစို့။အဲ့လိုတည်ခဲ့တဲ့လူတွေတည်ခဲ့တဲ့အတိုင်းဝင်တွေမရေမတွက်နိုင်အောင်ဒုနေတွေရှိခဲ့တာပဲ။အခုလည်းပဲကမ္ဘာလောကမှာတည်နေတဲ့ဥစ္စာလေးတွေကိုဦးရှင်တို့ အခုဒီနေ့ဒီအချိန်မှာသေနေတာလေးကိုအကုန်လုံးမြင်နိုင်မှာဆိုရင်ဘယ်လောက်များဘူးလားကိုတယောက်ထဲလားမဟုတ်ဘူးအမှန်တရားနောက်လူတွေရောဘယ်လိုသွားမှာလဲဒီလိုပဲသွားမယ်ဒါအမှန်တရားပဲလေဟုတ်တယ်မဟုတ်လားအဲ့ဒီဥစ္စာကိုအရင်တို့မြင်နိုင်သလားဆိုတော့မမြင်ဘူးကိုယ့်ကိုယ်ပဲကိုယ့်ပြဿနာကြီးကိုယ်ပဲကိုကြီးတယ်ထဲနေတာဟုတ်တယ်မဟုတ်လားတကယ်တမ်းကဒါကဘာမှမထူးဆန်းတဲ့ပြောစရာကိုမဟုတ်တဲ့ဖြစ်ဥဖြစ်စဉ်ကိစ္စလေးတစ်ခုပဲအဲ့တော့ဖြူဖြစ်နေကိစ္စလေးကိုဖြူဖြစ်နေကိစ္စလို့နားမလည်တဲ့အခါကျတော့ကိုယ်အနေနဲ့အကြီးကြီးဖြစ်ပြီးတော့စိတ်ကမဖြစ်လိုက်တော့ နားမလည်နိုင်မှုတွေနဲ့ပုံကြီးချက်ဖြစ်တာအကြီးအကျယ်ဒုက္ခရောက်ကြတာပေါ့နော်ဟုတ်လားဒါကဥစဉ်ကဘာပြောနေတာတို့အခုမြတ်စွာဘုရားကနော်ခဏလောက်ကျမ်းမာတာတယ်လို့ပြောလို့ရှိရင်ဒီလိုဟာမိုင်မဲလို့ဒါကြောင့်မို့လို့ခန္ဓာကိုယ်ကြီးနာနေတော့လည်းပဲစိတ်ကိုမနာအောင်လုပ်ရမယ်သင်အဲ့လိုချင်းရမယ်လို့ပြောတဲ့စကားလေးကနေဆက်ဆက်သွားတာနော်အဲ့တော့ဒါကဓမ္မတို့ဥစဉ်တို့မှာစိတ်မှာတဏှာတဏှာချက်တွေယောဂါတွေဝေဒနာတွေအများကြီးရှိဘူးလား ရှိတယ်အဲ့ဒါကိုကျွတ်တို့ကမကုစားဘူးမကုစားဘဲနဲ့အချိန်ငါပဲကုစားပြီးလို့ဒီပြင်အတွေးတွေကဝင်ပြီးတော့အစားထိုးလိုက်လို့နည်းနည်းလေးတက်တာတော့ပဲရှိတာအဲ့ဒါကပျောက်သွားတာမဟုတ်ငုံနေတာအဲ့ဒီဥစ္စာကအဲ့ဒါကိုကျွတ်တို့မြင်တဲ့ဖို့လို့တယ်အဲ့ဒါနောက်ထပ်အဲ့ဒါလေးကိုတူးဆွပေးမဲ့အရာလေးတစ်ခုကိုဝင်လာတာနဲ့အဲ့ဒါအုံကြွလာလိမ့်မယ်ဆိုရပါစို့တစ်ခုပြောရမယ်နော်တရားကိုမကျင်တတ်ဘူးဒီလိုလုပ်တာဟုတ်ကမဟုတ်ဘူးလို့ထင်နေတဲ့ဒေါသအခံလေးရှိတယ်ဆိုရပါစို့နောက်ထပ်အဲ့ဒီလူကနည်းနည်းလေးမဟုတ်တာမလုပ်လိုက်နဲ့ နှုတ်တော်ကအခံမှာပေါင်းပြီးတော့ဝုံးဆိုထလာလိမ့်မယ်ဟုတ်တယ်မဟုတ်လားလောလောဆယ်ဖြစ်နေတာလေးကဘာမှပြဿနာမဟုတ်တိတိလေးပဲလောလောဆယ်လေးကဒါပေမဲ့နှုတ်ကသူ့မှာပါရှိနေတော့အခံကြီးရှိနေတယ်နော်တချို့ဆိုရင်ဘောလျှောက်လုံးမှာဖြစ်နေတဲ့ကိလေသာတရားတွေကိုအခံအနေနဲ့ဘာလို့ထားလဲပိန်းထားကြတာရှိတယ်ကုစားပြစ်တာမဟုတ်ဘူးနော်ဘာလို့ပြစ်တာတော့ဖုံးလွှမ်းပြစ်တာမျိုးလို့ဆိုနိုင်တယ် တတိနဲ့အတိနဲ့ဒါကိုစနစ်တကျဒါမကောင်းဘူးဆိုတဲ့အတိနဲ့ဥစဉ်တို့ကြော်ဖြတ်ခဲ့တာမဟုတ်ဒီပြင်အတွေ့တွေကနေရာယူလာပြီးတော့ဝုဒုဝါဒနဲ့ဒီလိုနဲ့အချင်းကကုသားလိုက်လို့ဒါလေးကမှေးမိန်သွားတယ်လို့ပဲရှိတာနားလည်ဖို့လိုတယ်ဟုတ်လားဒါကြောင့်စိတ်မချမ်းသာမှုစိတ်မသက်သာမှုစိတ်ပူလောင်မှုတွေကိုဥစဉ်တို့တွေကဒါပြဿနာတစ်ခုဖြစ်တယ်ဖြေရှင်းရမယ်ဆိုတဲ့အမြင်အခြေခံရှိရရုပ်အစဉ်မပြေမှုတွေကိုကြတော့ဥစဉ်တို့ကဖြေရှင်းဖို့အရန်တက်မယ်နာကအတွက်ဥစဉ်တို့အဆန်တွေပါလိရှာတဲ့ကိစ္စမှာတော့အဲ့ဒါပါရနော် ကျမမြေကောင်းရင်ကုဖို့ဆိုတာအကြီးအကျယ်ထက်တွေ့တာဟုတ်တယ်မဟုတ်လားရုပ်အတွက်တော့အရန်ကိုပဲအရေးပေးတာပဲနာယောဂအတွက်ကျတော့ဘလို့အစီအစဉ်နေရှိလဲဘာအစီအစဉ်မှမရှိဘူးအဲ့လိုပြောတော့နည်းနည်းတော့လွန်သွားတာပေါ့နော်အခုအစီအစဉ်ရှိလို့ဘုံဘုံရဲတို့တရားအထုတ်နေတာပါလို့ပြောမယ်ဆိုတော့ပြုတ်လို့မရဘူးလားရမယ်နော်အဲ့ဒါပြောချင်တာကဦးဇင်းတို့ကနည်းနည်းလွန်သွားတယ်ပေါ့ဟုတ်လားအဲ့ဒါဘာလို့ပြောချင်တာတော့နော်လေဒီပဏိတာဆရာဦးမောင်ကြီးရေးထားတဲ့စာလေးတစ်ပိုက်ရှိတယ် ရုပ်ယောဂါဆိုတာတဲ့ကို့လေခဏပဲပြောင်းပါတဲ့အဲဒီဘဝပြောင်းရင်လည်းဒီဘဝပဲပြောင်းပါတဲ့နောက်ဘဝပြန်ဖြစ်မှာပဲတဲ့တကယ်တမ်းကနံယောဂါကိုကုစားဖို့လိုတယ်ပေါ့နော်နံယောဂါကိုကုစားမယ်ဆိုလို့ရှိရင်အဲ့ဒီနံယောဂါလည်းပြောင်းမယ်ရုပ်ယောဂါလည်းပြောင်းသွားမယ်နံယောဂါပြောင်းသွားတယ်ဆိုတာရဟန္တာဖြစ်တာကိုပြောတာဟုတ်လားရဟန္တာဖြစ်သွားပြီအမြင်အကုန်ရှင်းသွားပြီဆိုရင်နံမိုင်းဆင်ရမှာဘာအကျက်တနာမှာ တော့ဘာမှားယွင်းမှုမှမရှိတော့တဲ့အတွက်ကြောင့်ရှင်ရဒုက္ခအာလုံးရဲ့အကြောင်းတရားတွေအကုန်လုံးကုန်ခန်းသွားတဲ့အတွက်ကြောင့်ရှင်ရဒုက္ခဆိုတဲ့အကျိုးရလဒ်တွေကအကုန်လုံးချုပ်ငြိမ့်သွားတာ။